။လောက်သူကဘာပြောလဲဆိုတော့ညီမတို့ကိုလည်းဒီတက်မကတော့ရန်ဖြစ်စေချင်တာဆို။ဝိုးဝိုင်းအဲ့ဒါတောင်ရန်ဖြစ်စေချင်တာဆိုမဖြစ်ပါဘူး။အဲ့ဒါဆိုလို့ရှိရင်အဲ့အကဲဖြတ်တဲ့ကိစ္စတွေအဲ့ဆိုနည်းနည်းလေးတော့ပြောလို့ရတယ်။လုံလောက်ပါပြီအရှိမပြောထားတာအဆင်ပြေပါပြီ။အဲ့ဆိုရင်အဝေးရလာတာမဟုတ်လို့လိုအပ်ချက်တွေရှိလဲကျမတို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှင်။မဟုတ်စင်ညစ်တာရတော့မဟုတ်ဘူးကျမမအားလို့မအားလို့ဆိုတာ ဟိုတော်မြအထင်ပြောချင်တယ်လို့ပြောမှာပေါ့နော်မျက်နှာငုံပြီးသွားပြန်ရင်လဲ तू ကတနာအောင်တမင်လုံနေရလားဘလို့နေနေပြောမလို့ဘူးလေနော်ကိုကကိုပုံမှန်အတိုင်းလေးပဲနေပြန်ရင်ရောအဲအောက်ချေလွတ်တာလားမာနာကြီးရလားအဲ့လိုမျိုးဆိုတော့ညီမဒိုင်းလေးပဲနေလိုက်တော့တယ်ဘသူ့အိုမှာတိတ်ပြီးတော့အပြစ်လည်းမတင်ဘူးအဲယေရှုလည်းမတင်ဘူးပေါ့နော်ဒီတိုင်းပဲလေဒီတိုင်းပဲလေအောက်ချေရလို့ထင်တော့လဲခြေရပေါ့ရှင် ထင်လွဲအောင်လို့ထပ်ပြီး edit ပြီးတင်တာကြီးကအရင်ရုပ်ပေါက်လုံးနဲ့ညီမစတာဖောင်တာကိုကြီးကျမမုန်းတော့မုန်းမအောင်ရှင်လို့ဒါပေမဲ့ဟုတ်ပမာဆုံးအနေနဲ့တော့ဝမ်းတာတာပေါ့ကျမတို့ကကိုပိုင်ချင်းတပုတ်လို့ဖို့ဆိုတာလည်းမလွယ်ဘူးအရှိမငါးပုတ်လောက်ထွက်ထားရဲဆိုပေမဲ့ဒီသင်းပုံစံမျိုးကထွက်ထားရမျိုးလည်းမရှိဘူးအဲ့ဒါဆိုနောက်ပြီးတော့ပိုပြီးထူးဆန်းတာကဒါမိနစ်တည်းအားဆရာကဆရာကသူကကလေးတွေရမ်းချစ်တယ် ကလေးတွေအရန်ချစ်တယ်နောက်ပြီးတော့အဲ့လိုအသက်ငယ်ငယ်လေးနဲ့ကြိုးစားရလို့ဆိုဆရာကအရန်ချစ်တယ်ဆရာကမှလည်းအခုချိန်ဆိုရင်ကျမပါဝင်တပည့်တွေအများကြီးပဲအကုန်လုံးမျှောက်စားပေးထားတာပေါ့နော်အဲ့လိုသူတပည့်တွေကိုဘာအကျိုးမျက်မှောက်အမြုံမှန်းပဲနဲ့အဲ့ဒီထဲမှာမှဆရာကဒါညီမလေးတသေးကိုချစ်တယ်ဆိုပြီးတော့မနစ်ကညီမလေးရဲ့ national costume တော့ကဒီလက်ညှိုးလေးထိုးပြီးတော့မန်ပပါနဲ့ပြောလိုက်တဲ့ပန်ထရာဘီရင်မှာပုံစံကိုဆရာအဲ့ဒါသဘောကျရင်လည်းတချင်းကြီးဖြစ်သွားတယ်။တမီးအဲ့ဒါဆရာကိုစူပေးပါဆိုတော့ဟုတ်ဆရာစူမှာပေါ့လို့ဆိုတော့အားနဲ့ကျွန်တော်လည်းဒါကြီးကနေတက်လာပြီးစူဖြစ်တယ်။ ုပ်ဘူးမလုပ်ပါဘူးတော်ပါပြီလုပ်ပါဦးတော်ပါပြီရှင့်စိတ်ညစ်သွားရင်လည်းတိုင်းပါလားစိတ်ညစ်တာရတော့မဟုတ်ဘူးကျမမအားလို့မအားလို့ဆိုတာဟိုတော်မြအထင်ပြောချင်တယ်လို့ပြောမှာပေါ့နော်ဟိုမျက်နာငုံပြီးသွားပြန်ရင်လည်းမျက်နာငုံပြီးသွားပြန်ရင်လည်း तू ကတနာအောင်တမင်လုံနေရတာဘလို့နေနေပြောမလို့ဘူးလေနော်ကိုကိုကိုပုံမှန်အတိုင်းလေးပဲနေပြန်ရင်ရောအဲအောက်ခြေလွတ်တာလားမာနာကြီးရတာအဲ့လိုမျိုးဆိုတော့ညီမဒိုင်းလေးပဲနေလိုက်တော့တယ်ဘသူ့ဟိုမှာတိတ်ပြီးတော့အပြစ်လည်းမတင်ဘူးအဲ ေးဇူးလည်းမတင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အခုတော့လည်းအဲဒီလိုပါပဲအမမကောင်းတာလုံးရင်မကောင်းတာဖြစ်တယ်ကောင်းတာလုံးရင်ကောင်းတာဖြစ်တယ်ဘသူတွေဘာပြောပြောနော်အဲ့လိုဆိုတော့ဘသူတွေဘာပြောပြောကိုကမှန်တာလုံးနေသေးရကိုစီမှန်တာတွေပဲလာမှာညီမသာမကောင်းတာလုံးနေဒီချိန်ညီမဒီလိုမျိုးတောင်မတည့်ရက်လို့ရမနေဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့အကဲဖြတ်တဲ့ကိစ္စတွေအဲ့ဆိုလို့လေးလေးတောင်ပြောလို့ရတယ်လုံလောက်ပါပြီအရှိမပြောထားတာအဆင်ပြေပါပြီ ုပ်ဆိုတာထက်ဒါမမေ့ရဲ့စိတ်ချမ်းသာမှုပေါ့နော်ကိုကိုတိုင်းကလည်းမျိုးရိုးရှိတာ哦အဲ့လိုဆိုဟိုးတုံးနဲ့ကဖပေနာမည်တစ်ခုထားခဲ့တဲ့အရာဆိုတော့ဒီဆိုင်းကထွက်နေရတာဒါကဖပေရဲ့ဆိုင်းအောင်အမွေဆက်ခံဝင်မရပါပဲညီမတို့ဘက်ကညီမတို့ဒါကျေးဇူးရှင်တွေပတ်မိုးပေးလို့မြှောက်စားပေးလို့ဆိုင်းတစ်ခုထောင်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီဥစ္စာကိုပဲဆက်ပြီးလုပ်နေရဆိုတော့ဖဖေးရဲ့သမီးဆိုတာဖြစ်တာလေတချောင်းခုနောက်ပိုင်းညီမကိုရန်ကလည်းကြိုးစားလာတော့ကိုနံမလေးနဲ့ကိုအထိုက်လျောက်ရှိလာတာလေးရအောင်အဲ့လိုဆိုဆိုင်းပွဲတွေကကြက်နေတာ ဒီရှေ့လျှောက်ဆယ်လာပိုင်းကုန်ဆက်တလာပိုင်းလောက်ဆိုရင်ညီမအိမ်မကက်ရတော့အဲ့တော့ဆိုင်ပွဲမဟုတ်ဘူးလို့ခပြက်ပွဲလေးတွေရအဆူပွဲလေးတွေရပေါ့ဟုတ်မှုမညီမအနုပညာနဲ့ဆက်ဆက်တဲ့အရာတွေတော့လက်ခံပြီးလုပ်ဖြစ်တယ်ညီမကိုနဲ့အစီအမင်းမဲ့အရာပေါ့နော်။လူပညာနဲ့ဆက်ဆက်တာဆိုအကောင်လောက်တယ်။လူပညာနဲ့ဆက်ဆက်တာမရှိဘူး။တခြားအရာတွေလာကန်းလိုက်ရင်ညီမပတ်ဆိုင်ရလည်းမလုပ်ဘူး။ခန္ဓာစတင်ညီမတို့မှဖြစ်တဲ့အတွက်နောက်ဆုံးညီမညီမပါတယ်။ အဲ့လိုမျိုးရတော့မဟုတ်ပါဘူးကိုအလုပ်ကိုလုပ်ချင်အောင်မှာအဓိကဟို schedule တွေပြောင်းသွားရလဲပါတယ်ပြောင်းအခုအရင်ပြောထားတာတွေကနောက်ပြောရတယ်မတူဘူးလေအဲ့လိုဆိုတော့အခုအများလည်းပြောသလိုပဲကျွန်မအဖွဲ့သားတွေတို့တော့ကျွန်မကကိုတယောက်တည်းအတွက်ပဲကြည်ပြီးတော့မလုပ်နိုင်ဘူးလေနော်ကိုတယောက်တည်းအတွက်ကြည်ပြီးတော့ကိုအတွက်ကြံလာဆိုလို့ကြံမအောင်ကိုလုပ်တယ်အဲ့ဆက်တော့ ဟုတ်ဟုတ်ကိုအလုပ်ပဲကိုအယံဆိုင်မှာပေါ့ပုံမှန်အရင်တော့သူတို့ပြောခဲ့တဲ့အချိန်တော့နေကကိုနေကရက်အဆင်ပြေလေနော်အတန်းနိုင်ဆုံးတော့ကိုကဘယ်သူနဲ့မဆိုအကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။ဒါအကုန်ပါပဲကျွန်တော်ကစကားတခွန်တောင်းဝင်မယူနိုင်ပဲမပြောဘူး။အနာပြီးတော့စကားတခွန်စိတ်ထဲမှာပါပဲမပြောဘူး။နောက်ပြီးတော့ကိုမလုပ်ပေးနိုင်တာမလုပ်ပေးနိုင်တဲ့အရာဆိုရင်လည်းခရီးပထမမှမပေးဘူး။ကြုံညင်းတယ်။ဖက်လူမျော်လေးချက်မပေးဘူးပေါ့။တင်တာထားမယ်ပဲကိုခိတ်ခိုက်ညာတယ်။မပါပါဘူး။မပါပါဘူး။ဒါပဲပါရတာမှမဟုတ်တာ။ ခုဒါခြေရလို့ဘာလို့ထင်ကြရလဲစကားပြောဖို့မလင်းလင်းပြောတာပါဘလို့ခြေရမှာတော့ဒီတိုင်းပဲလေဒီတိုင်းပဲလေအော် ခြေရလို့ထင်တော့လဲခြေရပေါ့ရှင်ခြေလားခြေလို့လားနော်မေးအောင်ခြေပါဘူးဒီလောက်ပေါ်တော့နေတာကြီးကိုကိုဆိုင်လေးကအဲ့လိုဖြစ်နေတယ်လို့ပြောလို့ရတယ်အဲအဲ့လိုဖြစ်နေတာကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်ပေါ့နော်အဲခြေတယ်လို့ထင်တော့လဲခြေတယ်တော့ခြေတယ်ပေါ့ရှင်အကျော်တင်းနေထင်တော့လဲအကျော်တင်းနေပေါ့ကျမအပေါ်မှာဒိုင်းလေးပါပဲကျမဘာသာကျမကျမထင်မင်းကျမစားနေတာပါ အဲ့လိုတကူတကမ်းမေးတာတော့ကျေးဇူးတင်ပါတယ်ဘာမှတော့စိတ်ထဲသိမ့်မထားတာပါဘူးကောင်းတာပဲပြောဆိုတာပဲပြောကိုစိတ်အဆင်မပြေတဲ့အချိန်မှာကိုရပြိတက်တရားကိုပို့ပေးနာမှာဘယ်လောက်ထိရှိနေပေးခဲ့လဲအဲလူကြီးတွေများပါတယ်လူငယ်တွေမရှိဘူးအဲအကြောင်းမို့လဲကိုရဲ့ fan ထဲမှာလူငယ်ရှားလို့ဆဲတဲ့လူများတာပေါ့နော်လူကြီးတွေကမဆဲဘူးလေအဲဆဲလဲသူ့သူ တခြားအပြင်ရပါတော့။ဘာလို့ဆိုတော့တော်တော်များများကတော့သူတို့အလုပ်သူတို့လုပ်နေကြတာများပါတယ်။ကျမကလည်းကျမလုပ်ကျမလုပ်နေရဆိုတော့လေဒါသူတို့လည်းမျက်စိစပင်မွေးဆူးစရာဖြစ်တော့ပြောတာနေမှာပါ။ကိုယ့်ရဲ့ဖန်နေကြတဲ့လူကြီးတွေများတဲ့အခါကျတော့အဲတမီးလေးလှုပ်ဆက်ရှိရဆက်လုံးတော့ပါပဲ။ဟုတ်လူကြီးတွေကတော့ကိုယ်တီးခံမှုပဲပြောမယ်နဲ့တူပဲဟုတ်တယ်တီးခံမှုဒါလူကြီးတွေကောမန့်တကြောင်ရေးထားလို့ဖတ်လိုက်ရင်တရားအခွင့်တခွင့်နားထောင်လိုက်ရတယ်လို့ပဲကိုယ်အရန်ချစ်ကြတယ်ကိုလည်းအဲ့ဒါဖတ်လိုက်ရင်စိတ်အေးချမ်းသာရောပြီးတာပဲတော်ပြီနော်